Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီစပင်းညက်တဲ့ဆက်ပါဝါလာပြီးတော့မော်တာမလဲတဲ့ပြဿနာလေးကိုဖြေရှင်းပြီးတိဆက်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်ရဲ့ဗီဒီယိုလေးကိုဆက်ဝေးကြရဲဆိုတော့ဆုံးဒီလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုတည်တည်တိုင်းတည်အောင်ကျွန်ရဲ့ channel လေးကို subscribe လေးထားပေးဖို့လည်းမြစ်တိုင်ရခဲ့ပါနော်ဆိုလို့ရှိရင်တော့စတင်လေးကိုစလိုက်ရအောင်အဲ့တော့အရင်ဆုံးအနေနဲ့ဒီအဖုံးလေးကိုကျွန်တော်ဖွင့်ပေးရမယ်ပေါ့နော် ဒီကောင်ကတော့ဒီအတွင်းထဲမှာနတ်ဆွဲထားတာဖြစ်တဲ့အတွက်ဒီအပေါ်ဖုံးလေးကိုရင်ဖွင့်ပေးရမယ်။အတော့မှာနတ်ကလေးတွေကိုဖြုတ်လို့ရမှာဖြစ်ပါတယ်။အပိဒါဝိဆိုင်နော်ဒီဘက်မှာနှစ်နှစ်လုံးရဲ့ဒီအဲဒီပက်ကလေးမှာနှစ်လေးလုံးရဲ့ပေါ့နော်အဲ့နှစ်6လုံးကိုကျွန်တော်တို့ဖြုတ်ပေးရပါမယ်။ ြီးသွားပြီဆိုရင်တော့ဒီအဖုံးလေးကိုကျွန်တော်ခုပြသမျိုးလေးကလပ်လိုက်ရင်ဒီအဖုံးလေးပွင့်သွားပါပြီအဲပြီးသွားရင်တော့ဒီ circuit နဲ့နှလုံးကိုပါဖြုတ်ပေးရပါမယ် ပြီးသားရေးဆိုရင်တော့ဒီ circuit board လေးကိုအပြင်ဦးထုတ်ပေးရမှာပေါ့နော်အပြီးသားရေးဆိုရင်တော့ကျွန်တော်ဒီ motor လေးကိုကျွန်တော်ဒီတစ်ခုခုနဲ့ကလပ်ပြီးတော့ပေါ့နော်အပြင်ဦးထုတ်ပေးရမှာ အပြီးသွားရင်တော့ဒီမော်တာပေါ့နော်ဒီဖင်အထိုင်လေးမှာပါတယ်ဒီကုတ်ကလေးနှစ်ခုကိုကျွန်တော်ကလပ်ပြီးတော့ဖြုတ်ပေးရမှာပေါ့နော် ားပြီးတော့ရင်တော့ဒီအဖုံးလေးကိုဖွင့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာမြင်တွေ့ရတဲ့အတိုင်းဒီကောင်ကဒီ brush motor ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ plus လေးတွေပေါ့နော် icon လေးတွေကဒီပြတ်သွားတာဖြစ်တဲ့အတွက် icon လေးကိုပြန်ပြီးတော့အစားထိုးပေးရပါမယ်ပါဘောနော်အဲ့တော့ရင်းစုံနေတဲ့ဒီ circuit နဲ့တွဲထားတဲ့ wire နဲ့စကိုကျွန်တော်ရင်းစုံဖြုတ်လိုက်မယ် ပြီးသွားရင်တော့ဒီသူ့ရဲ့ brush အောင်းလေးတွေကိုကျွန်တော်တို့ဒီဖြတ်ပေးရမှာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့အစ်အစားထိုးမှာပေါ့နော် တော့ဒီနေရာမှာဒီ brush ကလေးတွေကကျွန်တော်တို့အလွယ်တကူဝယ်လို့မရတဲ့အတွက်ဒီကောင်းနေရာမှာကျွန်တော်တို့ကိုယ့်ဟာကိုယ်တွင်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီနေရာလေးမှာကျွန်တော်တို့ဒီဒီ3မိနစ်ယူနေဖို့အောက်ခံအားကဒီ J brush ကလေးနှစ်ခုကိုကျွန်တော်တို့ဖြုတ်လိုက်မယ်အဲ့နှစ်ခုကနေကျွန်တော်တွဲပြီးတော့တုံးမယ်ပေါ့နော် ဒီမှာဆိုလို့ရှိရင်ခြေပြားလေးနှစ်ပြားပါတယ်ဗောနော်အဲခြေပြားလေးနှစ်ပြားကိုကျွန်တော်တို့ဖြုတ်ယူလိုက်မယ်ယူပြီးသားရင်ဒီကောင်လေးကအကွေးလေးတွေဖြစ်နေတဲ့ဒီကောင်ကိုကျွန်တော်တို့အဖြောင်တိုင်းလေးဖြစ်တော့ကျွန်တော်တို့လက်ပလေယာသုံးပြီးတော့ဖြောင်ပေးရမှာဗောနော် တို့ဒီဒီကြေးပြားလေးတွေထိမှဆိုလို့ရှိရင်တို့အဖူလေးတွေပါတဲ့အတွက်တို့မော်တာကိုပို့ပြီးတော့ကြာခံအောင်သုံးလို့ရတယ်ပေါ့နော်ပြီးတော့ရင်တော့ဒီဘက်မှာ ွက်နေတဲ့ကုတ်ကလေးတစ်ခုကိုလည်းကျွန်တော်တို့ဖြတ်ပေးရမယ်ပေါ့နော်ဒါပြီးတော့ရင်တော့ကျွန်တော်တို့ဒီမော်တာမှာဒီမော်တာရဲ့အမချာနဲ့ကွက်တီထိနေဖို့အတွက်ဒီကောင်ကိုကျွန်တော်တို့တိုင်းပြီးတော့ဒီကောင်လေးကိုချိုးပြီးထည့်ပေးရမယ်ပေါ့နော် ဲ့တော့ကျွန်တော်ဒီမှာလိုအပ်သလောက်လေးကိုကိုေးယူမယ်ယူပြီးတော့ရင်ပိုးတဲ့အပိုင်းလေးကိုကတ်ကြည့်နေညှပ်ထုတ်ပါမယ်ပေါ့နော် အဲ့ပြီးတော့ရင်တော့သူ့အထိုင်လေးထဲမှာကျွန်တော်ခုပြထားတဲ့ပုံစံတိုင်းလေးဒီ player လေးနဲ့ပြပြီးတော့ထည့်နိုင်မှာပေါ့နော်ပြီးရင်တော့နောက်တစ်ဖက်ကိုလည်းဒီပုံစံတိုင်းလေးပဲချိုးပြီးတော့ထည့်ပြီးမယ် အဲ့ပြီးတော့ဒီထိတ်ကလေးနှစ်ခုကိုလိုလိုလေးချိန်ကြီးပြီးတော့ကျွန်တော်တုံးပေးရမှာပေါ့နော်ဒီလိုရဲ့ခါမှာဆိုတော့ကျွန်တော်ခုဖြားထားတဲ့ပုံစံအတိုင်းလေးထဲမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အဆင်ပြေမှာမဟုတ်ပါဘူး။အဲ့တော့ဒီ ီမော်တာရဲ့အမချာမှာဒီ insulation ခံထားတယ်ဒီအောက်ကအဝိုင်းပြားလေးပေါ့နော်အဲ့ဒီကောင်လေးကိုအောက်ကို short ချပြီးတော့ထဲမှာသာသူတို့အစင်းပြီးမှာဖြစ်ပါတယ်နောက်ပါနော်အဲ့တော့အဲ့ insulation ပြားလေးကိုအရင်ဆုံးအောက်ခြေကိုချလိုက်မယ်ချပြီးတော့မှကျတို့ဒီ ကိုနက brand တစ်ခုနဲ့ကျတို့ amateur နဲ့ကိုထီအောင်တို့သားလေးထည့်ပြရမှာပေါ့နော်လို့ထည့်မှသာအလွယ်တကူဝင်သွားမှာဖြစ်ပါတယ်နောက်ပြီးသားရေးဆိုရင်တော့ကျတို့ဒီ motor ကိုလင်းမလဲကျတို့ battery လေးနဲ့စန့်ကြည့်ရမှာပေါ့နော်ကျွန်တော်မလဲဘူးဆိုလို့ရှိရင်တော့ကျွန်တော် amateur ကဒီ brush နဲ့ လွတ်နေတဲ့အတွက်မလဲတာဖြစ်ပါတယ်အဲဒီအတွက်ပြန်ပြီးတော့အထည်တွေကိုပြန်စစ်ဆေးပေးရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြော်ထည့်ထားတာကဒီ brush နဲ့ amateur နဲ့ထိတဲ့အတွက်ကျွန်တော်ဒီမှာ motor လေးကလဲနေပေါ့နော်အလုပ်လုပ်တယ်အဲ့တော့ဒီကောင်ကဘယ်ဘက်ကလည်းအဆင်ပြေတယ်ညာဘက်လည်းအဆင်ပြေတယ်ဆိုတော့ကျွန်တော်တစ်ချက်ဆန်းပေးရမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမော်တာကနှစ်ပတ်စလုံးအဆင်ပြေတဲ့အတွက်ကျွန်တော်ဒီကောင်ကိုပြန်ပြီးတော့တက်လို့ရပြီပေါ့နော် အဲ့တော့ရေဦးစုံနေနဲ့ပြီးသွားရင်ဒီမော်တာလေးရဲ့အောက်ခြေမှရှိတဲ့ဒီအဖင်အထိုင်လေးကိုကျွန်တော်ကုတ်ကလေးတွေပြန်ပြီးတော့ဖြီးပေးရမှာပေါ့နော်ဒါမှသာမော်တာက ပြန်ပြီးတော့ကျွတ်မထွက်သွားမှာပေါ့နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘက်ထရီက98ကြီးတယ်ပေါ့နော်တကယ်လို့ဒီစကစ်ကလုံးမလုံးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ထရီငုတ်ကလေးကိုဖြုတ်ပြီးတော့အဲဘက်ထရီကိုတစ်ချက်စစ်ဆေးပေးဖို့လိုအပ်ပါတယ်အဲ့တော့ဒီကောင်မှာဆိုလို့ရှိရင်အစာပိုင်းကကျွန်တော်ဘက်ထရီကအလုံးမလုံးလို့တဲ့အတွက်ကျွန်တော်ဒီဘက်ထရီလေးကိုဖြုတ်ပြီးပြန်တက်တဲ့ကောင်မှာဆိုလို့ရှိရင်ဒီစကစ်ကလေးကပြန်ပြီးတော့အလုံးလုံးသွားတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်တော့ဒီကောင်ကိုပြန်ပြီးတော့တက်လို့ရပြီပေါ့နော် အဲ့တော့ဒီ motor မှာဆိုလို့ရှိရင်အပေါင်းတင် guitar လေးပါတယ်ဗောနော်အဲ့ဘက်ကဒီ amp plus ဆိုတဲ့နေရာလေးမှာကျတို့တွဲပြရမှာဖြစ်ပါတယ်တော့ဗမာသွားမယ်ဆိုလို့ရှိရင်တော့ဘယ်လဲညာလဲဖြစ်သွားနိုင်ပါတယ်ကျတို့ဒီမူလ origin တွေကညာဘက်လေနေရာဆိုလို့ရှိရင်ကျတို့မှတ်တက်မိတယ်ဆိုလို့ရှိရင်ဘယ်ဘက်ကိုပြောင်းပြီးလေသွားလိမ့်မယ်ရှင်နေပြဿနာတော့ဘာမှမရှိပါဘူး အဲ့တော့ဒီကောင်လေးကိုခဲတုပ်ပြီးပြီဆိုရင်ကျွန်တော်တို့သူ့ရဲ့အိမ်လေးလည်းပြန်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တစ်ချက်စမ်းကြည့်မယ် okay ပေါ့နော်အဲ့တော့ရင်းဥဆုံးနေနဲ့ကျွန်တော်တို့ဒီစာကစ်ကိုအရင်ထည့်လို့မရပါဘူးမော်တာကိုအရင်ထည့်မှအဆင်ပြေမှာပါအဲ့တော့ကျွန်တော်မော်တာကို ဒီသူ့ရဲ့အတွင်းထဲမှာရှိတယ်ပေါ့နော်ရှေးဟာဒီဓာသွားလဲဖို့အတွက်ကိုပိန်လေးရှိတယ်ပေါ့နော်အဲ့ပိန်လေးကိုတဲ့အောင်ထဲဖို့လိုအပ်ပါတယ် နောက်ပြီးဆိုရင်ကျွန်တော် circuit ကိုတက်လို့ရပါပြီ။ ဇက်ကကိုထည့်ပြီးပြီဆိုတော့ကျွန်တော်သူ့ရဲ့နှက်ကလေးနှလုံးကိုကျွန်တော်ပြန်ဆွဲပေးရမှာပေါ့နော်အဲ့နှက်နှလုံးကိုမဆွဲဘဲနဲ့ကျွန်တော်မော်တာကိုဇန်းနာမျိုးမပြုတ်လို့တင်ပါဘူးဘာဖြစ်လို့ဆိုရင်ဒီဂန်ကတ်ထွက်သွားနိုင်တယ်ပေါ့နော်အထိုင်မကြသေးတဲ့အတွက်ပါအဲ့တော့ဒီနှက်နှလုံးကိုအရင်ဆုံးဆွဲမယ်သူ့ရဲ့အပေါ်ဖုံးနေအုပ်ပြီးတော့မှကျွန်တော်မော်တာကိုစမ်းမယ်ပေါ့နော် ဲ့တော့ motor ရဲ့အပေါ်မှာဒီခံထားတဲ့ဒီ washer လေးပေါ့နော်ဒီကောင်လေးကိုလည်းထည့်ပေးဖို့လိုအပ်ပါတယ်ဒါမှ motor ကတုန်ခါမှုမဖြစ်မှာပေါ့နော်အပြင်တော့သူ့ရဲ့အဖုံးလေးကိုပြန်ပြီးအုပ်ပြရမယ်။ပြီးရင်ဘောနက်ကလေး၆လုံးကိုပြန်ဆွဲပြီးမယ်။ပြီးဒါဆိုလို့ရှိရင်တော့ဆင်ပြေသွားပြီပေါ့နော်။ ုံးပြီးဆုံးလိုက်ဆိုရင်ကျွန်တော်ဒီမော်ဒယ်လေးကိုတစ်ချက်စမ်းကြည့်မယ်အလုံးအဆင်ပြေတဲ့အတွက်ကျွန်တော်ဘာမှပြင်ပြီးတော့လုပ်စီအောင်လုပ်တော့ဘူးเนาะ register ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်